မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးတွေကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့စက်တင်ဘာလ28ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့သမိုင်းဆင်လာကြီးမားတဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥဆောင်ပါဝင်မှုကို ပြည်သူတရက်လုံးကဆက်လက်အလို့ရှိနေကြတယ်လို့ယာယီသမ္မတတူကလက်ရှိလပြောကြားလိုက်တဲ့သတင်း Federal Democracy နိုင်ငံတော်တစ်ထူထောင်နိုင်ရေးအတွက် NLD အနေနဲ့ NUG အပါအဝင် တော်လိုင်းအင်အားစုတွေအားလုံးနဲ့လက်တွဲပြီးညှိနှိုင်းဆောင်ရွက်သွားကြရေးပြည်အောင်စုဝင်ကြီးချုပ်တိုက်တွန်းတဲ့သတင်းအကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တင်ကြားရေးအတတ်ပညာတက္ကသိုလ်မူလတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးကြာဆုံးခဲ့တဲ့သတင်း တဲကုံမြို့မှာပြည်သူတွေနေအိမ်ကိုမီးရှို့ပြီးပြန်ထွက်လာတဲ့အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာနှစ်ဦးသေပြီးနှစ်ဦးဒဏ်ရာရတဲ့တဲ့တင်လေးကေကော်ကိုစစ်ကြောင်းထိုးတဲ့အကြမ်းဖက်စစ်တပ်ကတတားများပြတေဆုံးတဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆနာပြလူလူတပိတ်တဲ့တင်တွေပဲဖြစ်ပါရဲ့ရှင်။ မိုင်းဆင်လာကြီးမားတဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥဆောင်ပါဝင်မှုကို ပြည်သူတရားလုံးကအဆက်လိုက်အလို့ရှိနေကြတယ်လို့ယာယီသမရတူဝါလက်ရှိလာပြောကြားလိုက်တဲ့သတင်းကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။လူတို့လှလခွင့်အတွက်အာမခံချက်ရှိတဲ့အခြေအနေကိုဖန်တီးဖို့အတွက်သမိုင်းဆင်လာကြီးမားတဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ဥဆောင်ပါဝင်မှုကိုပြည်သူတရက်လုံးကဆက်လက်လို့ရှိနေကြတယ်လို့မြို့သားညီညွတ်ရေးအစိုးရယာယီသမရတူဝါလက်ရှိလာပြောကြားလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တီထောင်ခြင်း38နှစ်ပြည့်အခမ်းအနားကိုဒီကနေ့မှပြုလုပ်ခဲ့ရာယာယီသမရတူဝါလက်ရှိလာကအခုလိုထည့်သွင်းပြောကြားလိုက်တာပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နယ်နဲ့ဓမ္မပိတဝန်ကိုဆက်လက်ထမ်းကျွေးနေတယ်လို့ကျွန်တော်လုံးဝယုံကြည်ပါတယ်ဆက်အနာရှင်စစ်ဆန့်ကျင်ရေးအပါဝင်ဆက်အနာရှင်စနစ်ကိုတည်ဆူရှေအောင်အထောက်ပံ့ပေးတဲ့အတူအောင်ရုပ်ပုတ်ပုတ်ကို ဒေလိုရတ်တွေကိုစန့်ကျင်နေနေမှာအမျိုးသားဒီမိုကရေစီထွက်ချုံနေနေနွေဦးတော်လန်ရဲ့အာလုံးတိုင်းဒါတော်လန်ရဲ့အာလုံးနဲ့တကားဒီရှိပြီးဥဆောင်ဥရဲ့ပြုပါဝင်နေတယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဒါအပြင်နွေဦးတော်လန်ရဲ့မှာအာလုံးပါဝင်တဲ့နိုင်ငံရဲ့အခင်းချင်းဖြစ်လာအောင်ဆက်လက်ကူညီပေးဖို့လည်းမေတ္တာရက်ခံချင်ပါတယ်လူထုလူလက်ခွန်အတွက် အမခန့်ချက်ချက်အခြေအနေကိုဖန်တီးဖို့အတွက်တမိုင်းအစဉ်လာကြီးမာတဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့အိုးဆောင်ပါဝင်မှုပြည်သူတရက်လုံးကဆက်လက်အလူရှိနေကြတယ်ဆိုတာအမှန်ပါပဲနူတော်လည်းမှာရှိတဲ့အင်နာဆိုအလူရဲ့ဆက်အာနာရှင်စနစ်စန့်ကျင်ရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီတိဆောက်ရေးမှာခိုင်မာတဲ့နိုင်ငံကြီးပဒိနေတူကြည်ကြည်ပြပြ ရရှိလာဖို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်နဲ့ပါဝင်ဆောင်ရွက်မှုမှာပြည်ထောင်စုအရေးတစ်ခုလုံးအတွက်အထူးအရေးကြီးပါကြောင်းပြောကြားရင်းနဲ့ပဲကျွန်တော်စကားကိုညှိကုံချုပ်ပါတယ်ခင်ဗျာဒါအပြင်ယာယီသမရကຫນွေဦးတော်လန်ရင်းမှာရှိတဲ့အင်အားစုအားလုံးရဲ့ဆရာနာရှင်စနစ်စန့်ကျင်ရင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီတိဆောက်ရေးတို့မှာခိုင်မာတဲ့နိုင်ငံရေးပြည်ညင်တွေကြဲကြဲပြန့်ပြန့်ရရှိလာဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပါဝင်ဆောင်ရွက်မှုတွေဟာပြည်အောင်စုအရေးတစ်ခုလုံးအတွက်အထူးအရေးကြီးတယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။နေဦးတော်လှန်ရေးဟာလွန်ခဲ့တဲ့နှစ်ပေါင်း38နှစ်ကစတင်ခဲ့တဲ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့အဆက်လို့ယူဆနိုင်ကြောင်းနဲ့ အဲ့ဒီဒီမိုကရေစီလေးလှုပ်ရှားမှုမှာ NLD ဟာကြီးမားတဲ့ထက်ဝင်မှုကိုကာယကံမြောက်မြုံနှံခဲ့တဲ့နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့အတွက်ຫນွေဦးတော်လည်ခေါင်းဆောင်အားလုံးဟာ NLD ရဲ့ကာယကံမြောက်ပေးဆက်မြုံနှံမှုတွေကိုလင်းနဲ့စွာဂုဏ်ပြုကြောင်းလဲထက်သွင်းပြောကြားခဲ့ပါတယ် ဒေါအောင်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့သူအားလုံးလွတ်မြောက်ရေးအတွက်အားလုံးကြိုးပမ်းနေကြတယ်ဆိုတာနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပါတီခေါင်းဆောင်တွေမတရားဖမ်းဆီးထိမ့်သိမ်းခံထားရခြင်းပါတီကိုဥဆောင်နေတဲ့တာဝန်ရှိသူတွေအနေနဲ့လည်းဒီလိုခက်ခဲကြမ်းတက်တဲ့တော်လှန်ရေးကာလမှာပါတီကိုစူးစီးအောင်လှုပ်ဆောင်နိုင်တာဟာຫນွေဦးတော်လှန်ရေးအတွက်ခွန်အားဖြစ်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ် နေဦးတော်လိုင်းကြီးဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထက်ဝင်မြုံနံခဲ့တဲ့ဆရာနာရှင်စနစ်စန့်ကျင်ရေးလှုပ်ရှားမှုရဲ့စင်ကဲလှိုင်းတစ်ခုဖြစ်တယ်ဆိုတာနဲ့ဒါကိုအားလုံးဝိုင်းဝန်းဥဆောင်ရှေ့ဆက်နေကြတာဖြစ်တယ်လို့လည်းယာယီသမနာကထည့်သွင်းပြောကြားခဲ့ပါတယ် ဒါအပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တွေဟာဆက်အနာရှင်အဆက်ဆက်ရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုစိတ်သက်သက်တည်အပြည့်နဲ့ရင်ဆိုင်ဖြတ်တန်းခဲ့ကြရတာဖြစ်ပြီး NLD ဟာပြည်သူအကျိုးစီးပွားကို အစဉ်တစိုက်ရှေ့ရှုခဲ့တယ်ဆိုတာထင်ရှားတယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။ Federal Democracy နိုင်ငံတော်တက်ထူထောင်နိုင်ရေးအတွက် NLD အနေနဲ့ NUG အပါအဝင် တလိုင်းအင်အားစုတွေအားလုံးနဲ့လက်တွဲပြီးညှိနှိုင်းဆောင်ရွက်သွားကြရင်ပြည်အောင်စုဝင်ကြီးချုပ်တိုက်တွန်းတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ပြည်သူလူထုတရားလုံးမျှော်မှန်းနေတဲ့ Federal Democracy နိုင်ငံတော်တစ်ထူထောင်နိုင်ရေးအတွက် NLD အနေနဲ့အန်ယူဂျီအပါအဝင်တော်လိုင်းအင်အားစုတွေအားလုံးနဲ့လက်တွဲပြီးညှိနှိုင်းဆောင်ရွက်သွားကြရေးအတွက်မြို့သားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မန်ဝဲခိုင်တန်းကတိုက်တွန်းပြောကြားလိုက်ပါတယ်။ မြန်မာဒီမိုကရေစီအဖွဲ့ချုပ် NLD တီထောင်ချင်း38နှစ်ပြည့်အခမ်းအနားကိုဒီကနေ့မှပြုလုပ်ခဲ့ရာပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကအခုလိုထည့်သွင်းပြောကြားလိုက်တာပါကျွန်တော်အနေနဲ့ဒီနေ့အခမ်းအနားမှာလေးနဲ့တိုက်တွန်းချင်တာကတော့အခုလိုနိုင်ငံရေးအဆုံးဖြတ်တိုက်ပွဲကြီးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ခိုင်မာတဲ့ Liberal Democracy ရည်တည်ချက်တိုင်းရင်းသားတန်းတူမူဝါဒနဲ့ဥဆောင်မှုအခမ်းအနားတို့ဟာအထူးပဲအရေးကြီးလာပါတယ် ဒေါ်လန်ရဲ့ရှေခီတျောက်လုံးမှလည်းတိုင်းသားပြည်သူပြည့်လို့မြုံမှန်းနေတဲ့ငြိမ်းချမ်းရေးတရားမျှတရေးလွတ်လပ်ရေးနဲ့ညီညွတ်ရေးတို့ပြည့်စုံတဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ကိုထူထောင်နိုင်ဖို့အတွက်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီအနေနဲ့ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ဒေါ်လန်အင်အားစုများအားလုံးနဲ့အတူလက်တွဲပြီးအမြင်မတူတာတွေရှိခဲ့ရင်လည်းတူအောင်နှိမ့်နှံ့ကြပြီးတော့ဆက်အနေနဲ့ရှင်းစစ်နဲ့အမြင့်ပြတ်တဲ့အထိ စင်ဆက်မပြတ်ဆက်ရပါဝင်သွားကြဖို့လေးနှစ်စွာတိုက်တွန်းနှိုးဆော်လိုပါတယ်လူတို့ခေါင်းဆောင်ပါတီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တကွဖန်စီထိမ့်သိမ့်ခံနိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ပါစေကြောင်းနဲ့ NLD 38နှစ်မြောက်ပါတီတည်ထောင်ခြင်းအထိမ့်မှတ်နေ့ကစလို့နောင်လာမယ့်နှစ်ပေါင်းများစွာတိုင်အောင်ဒီမိုကရေစီလမ်းကြောင်းပေါ်မှာကြောက်သားကြောက်ဆိုင်တွေလိုခိုင်မာတည်ကြည်စွာနဲ့ပြည်သူဆန္ဒကိုဖော်ဆောင်နိုင်ကြပါစေဖို့အတွက်လည်းပြည်အောင်စုဝင်ကြီးချုပ်ကဆုတောင်းစကားပြောကြားခဲ့ပါတယ်။ အကြံဖက်ဆေးအုပ်စုကပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင်ပါတီခေါင်းဆောင်တွေနဲ့ရွေးကောက်ခံကိုယ်စားလှယ်များစွာကိုမတရားဖန်ဆီးပြီးနှစ်ရှည်ထောင်ဒဏ်တွေကိုမတရားချမှတ်ခဲ့သလိုထောင်နဲ့ချီတဲ့ပါတီဝင်တွေလည်းဖန်ဆီးခံရတာဖန်ဆီးခံရစဉ်အတွင်းအသက်ဆုံးရှုံးရတာအပါအဝင်ပါတီယုံတွေချိတ်ပိတ်ခံရတာပါတီဝင်တွေရဲ့ပိုင်ဆိုင်မှုတွေကိုတင်းစီခံရတာတွေလှုံ့ဆော်ခဲ့ပါတယ် ီအောင်စုဝင်ကြီးချုပ်ကရဲရဲဝံ့ဝံ့ဆွလွန်နဲ့နာခံကြပြီးမဆုံမနစ်တော်လှန်ရေးခရီးကိုခြိတက်နေကြတဲ့ NLD ရဲဘော်ရဲဘက်အားလုံးကိုအလေးနက်ဂုံပြုမှတ်တမ်းတင်တယ်လို့ပါတီဝင်အသီးသီးရဲ့တော်လှန်ရေးကိုရှုထောင့်ပေါင်းစုံ နေရာပေါင်းစုံဒေသပေါင်းစုံကနေအားကောင်းမောင်းတန်တိုက်ပွဲဝင်နေကြတာဟာဒီမိုကရေစီခရီးအတွက်အင်မတန်အားရကျင်နေစရာကောင်းတယ်လို့မှတ်ကြောက်တင်ရမှာဖြစ်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်ရှင်။ အကြံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တင်ကြားရေးအသက်ပညာတက္ကသိုလ်မူလာရန်ပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးကြားဆုံးခဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။သခိုင်းတိုင်းဒဇယ်မြို့နယ်ကန်ထူးမရွာကိုအကြံဖက်ဆဲအိုစုကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲအပြစ်မဲ့အရဲသားတွေကိုပြစ်မဲ့ထားကပေါင်900ပုံနှလုံးနဲ့လေကြောင်းတိုက်ခိုက်တာကြောင့်တင်ကြားရေးအသက်ပညာတက္ကသိုလ်ပညာရေးဖွဲ့မူလာရန်ပညာရေးအထူးပြုဒုတိယနှစ် ထမနှစ်ဝက်မှာပညာသင်ယူနေတဲ့မတ်ထမိုးဦးကြဆုံးခဲ့ရပါတယ်ကန်ထူးမရွာကိုအကျန်းဖတ်စစ်အုပ်စုကစက်တင်ဘာလ26ရက်မနက်7:38မိနစ်မှာအပြစ်မဲ့ရဲသားတွေကိုပြစ်မဲ့ထားကပေါင်900ဘုံနှလုံးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါဒီတိုက်ခိုက်မှုကြောင့်အ ਨੇ ဆုံးပြည်သူ6ဦးသေဆုံးခဲ့ပြီးအ ਨੇ ဆုံး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါဗျအဲ့ဒီသေဆုံးသူတွေထဲမှာမတ်ထမိုးဦးလည်းပါဝင်ခဲ့တာပါ မထမိုးဦးကတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုထူးချွန်စွာအောင်မြင်ခဲ့သူတဦးဖြစ်တဲ့အပြင်သင်ကြားရေးအတတ်ပညာတက္ကသိုလ်ရဲ့ထက်မြက်သွက်လက်တဲ့အကြောင်းသူတစ်ယောက်ဖြစ်တယ်လို့ဂျားကာလာတက္ကသိုလ်ကောင်စီသင်ကြားရေးအတတ်ပညာတက္ကသိုလ်ကအသိပေးထားပါတယ်။အနာဂတ်ပညာရေးရဲ့ဆရာကောင်းဖြစ်လာနိုင်တဲ့တမီးကောင်းယတနာတစ်ယောက်ဆုံးရှုံးသွားရတဲ့အတွက် မိသားစုနဲ့ထပ်တူသင်ကြားရေးအတတ်ပညာတက္ကသိုလ်ဆရာဆရာမတွေနဲ့တငယ်ချင်း ကျောင်းသားကျောင်းသူတွေကအထူးပင်ဝန်내ကြောင်းညှို့ငယ်သောစိတ်နဲ့ထုတ်ပြန်ထားပါတယ်ရှင်။တဲကောင်မြို့မှာပြည်သူတွေနေအိမ်ကိုမီးရှို့ပြီးပြန်ထွက်လာတဲ့အကြမ်းဖက်ဆဲအုပ်စုကိုမိုင်းဆွဲတိုက်ခတ်ရာနှစ်ဦးတေပြီးနှစ်ဦးထဏ်ရတဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပြည်ခရိုင်တဲကုံမြို့နယ်အတွင်းမှာပြည်သူတွေနေအိမ်ကိုမီးရှို့ပြီးပြန်ထွက်လာတဲ့အကြမ်းဖက်ဆဲအုပ်စုတပ်ဖွဲ့ဝင် စိုင်းကဲ14စီးကိုစက်တင်ဘာလ24ရက်မနက်9:30မိနစ်ခန့်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့3639တက်တရင်စစ်ထောက်လမ်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲရိုကပြောပါရယ်အကြဖက်ဆဲအုပ်စုကတဲကုန်းမြို့ကနေတင့်ဒီတော်အုပ်စုပန်းပင်ကုန်းကျေးရွာအောင်စီတာကွက်တက်ကိုမီရှိုဖြက်စီးကပြန်လာစဉ်ဖြူဟာ27ကိုကဲမှုအောက်ရှိ3639တက်တရင် တက်ခွဲငါကတိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်အုပ်စုကနှစ်ဦးတေပြီးနှစ်ဦးထံရရှိသွားတယ်လို့ရဲဘော်ရှဲရိုကပြောပါရယ်တိုက်ခိုက်မှုအပြီးအကြဖတ်ဆဲအုပ်စုကလက်နက်ငယ်တွေနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေအထိခိုက်မရှိစုခွာနိုင်ခဲ့ပါတယ်။အကြဖတ်ဆဲအုပ်စုကတေဆုံအလောင်းတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုတဲကုန်းမြို့ဗမာနေပြီး ကားနဲ့လာရောက်တယ်ဆောင်ပြီးရွှေတောင်မြို့နယ်ဂရင်တရားဆေးရုံကိုပို့ဆောင်လိုက်တယ်လို့ရဲဘော်ရှဲရိုကပြောပါရယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ဆေးရဲရှိန်မြင့်တင်လာပြီးဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့အကြဖက်စစ်ကောင်စီအထိုင်စကန်စစ်ဆေးရေးကိစ္စကန်တွေကိုရှောင်ကွင်းသွားလာကြဖို့အတွက်3639တက်ရင်တက်ခွဲ9ကအတိပေးထုတ်ပြန်ထားပါရယ်ရှင် လေကိတ်ကော်ကိုစစ်ကြောင်းထိုးတဲ့အကြံဖက်စစ်တပ်ကတပ်သားများပြားတင်ဆောင်တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်မြ ாரி မြို့နယ်လေကိတ်ကော်မြို့ကိုစစ်ကြောင်းထိုးနေတဲ့အကြံဖက်စစ်တပ်ကတပ်သားများပြားတင်ဆောင်နေရလို့ PDF ကြက်သက်နဲ့စစ်ကြောင်းကမနေ့ကထုတ်ပြန်ပါတယ်။နှစ်ဖက်ပြန်လည်ထိတွေ့ပစ်ခတ်မှုမှာအကြံဖက်စစ်တပ်ဘက်မှထိခိုက်တင်ဆောင်မှုများပြားခဲ့ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့မှလက်နက်ခဲယမ်းများကိုတိုက်ခတ်ရရှိခဲ့တယ်လို့အသိပေးပါတယ်။အဲဒီတိုက်ပွဲမှာတော်လိုင်းပူပေါင်းအဖွဲ့မှထိခိုက်ကြဆုံးမှုမရှိဘူးလို့ဆိုပါတယ်။ ဂျပန်ဆေးအုပ်စုလောက်ခံတပ်သားများမှငွေရစေဝါများသုံးဆွဲပြီးစစ်ကြောင်းထိုးနေရလို့ပြောပါရယ်။အထက်ပါတိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာအမှတ်32ဘူဂျီတာဘောဥဆောင်တဲ့ကျသက်နှစ်စစ်ကြောင်းကော်ပိုရာစစ်ကြောင်းနဲ့မဟာမိတ်ပူးပေါင်းစစ်ကြောင်းတို့ပအဝင်တိုက်ခိုက်နေရလို့အသိပေးထုတ်ပြန်ပါတယ်ရှင်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့အစိအနာရှင်မြင့်ဖြတ်ချေမှုရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရမပေမြို့နယ်မှာအွန်လိုင်းလွှင့်ပြီးတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းကတင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတဲ့ဗိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်ပြီးတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းနဲ့တင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဟစ်တွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရင်းမပင်မြို့နယ်မှာနောက်ပြန်မလှည့်ကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတို့ရောင်ရွေးကောက်ပွဲဆန့်ကျင်ရင်းနဲ့အကြဖက်စစ်တဲကြဆောင်ရင်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလှည့်ကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းဆိုတဲ့စကားကိုကန်ဆွဲပြီးအကြဖက်စစ်တဲကြဆောင်ရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင်မဲဖြစ်တရားဝင်လူသက်ခွင့်မပေးတဲ့စာသားကင်ဆွဲပြီးအတွေ့အောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြဒေါ်လန်ပြည်သူတွေကအွန်လန်လွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုအကန့်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြောင်းဆိုရင်ဟိကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတဲ့ကနေပဲအကြဖက်စစ်တပ်ကြဆုံရင်ဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါရဲ့ရှင်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံးဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။